အကျွေးတင်နေရကနေကံကောင်းထောက်မစွာနဲ့ချီပထမစုကြီးပောက်ခဲ့တဲ့ဇနီးမောင်နှံမင်္ဂလာပါပြိသက်ကြီးတို့ရဲ့ချီစုကြီးပောက်ဖို့ဆိုတာကတော့တကယ့်ကိုမလွယ်ကူတဲ့ကိစ္စပါပဲစုကြီးပောက်ဖို့အနေနဲ့တသာနှလုံးသုံးလုံးတူဖို့တော့မနေပါပဲဒါပေမဲ့လည်းဒီဇနီးမောင်နှံနှစ်ယောက်ကတော့ဘဝအခက်ကြရီကြားကနေထီထိုးခဲ့ပြီး ဘတ်ချောက်တန်းစုကြီးကိုရရှိခဲ့တာပဲဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့အကျွေးဘတ်တန်းလောင်းနဲ့ငွေကြီးအခက်ခဲကြကအသက်58နှစ်အရွယ်လန့်ဖွန်နဲ့ဇနီးကနုတ်ဝန်တို့ဇနီးမောင်နှံကတော့ကံအကျိုးပေးပြီးအကျွေးဘူဘဝကနေနေချင်းရုံထွက်နိုင်ခဲ့ပါပြီ။သူတို့မိသားစုလေးကတော့ဇပားကြက်သွန်စိုက်ပျိုးနေကြတဲ့တောသူတောင်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့အလောလောနေကြရင်အကျွေးတင်ပြီးစိတ်ဖြစ်စင်မှုများစွာနဲ့ရင်ဆိုင်နေကြရတာပါ။ ဒါကြောင့်အကျွေးပူတွေအတွက် အလင်းရောင်လေးလမ်းပြလေးရဖို့သူတို့အနီနာရှိတဲ့ဖရာเจ้าတစုကိုသွားခဲ့ကြပါ යි အဲ့လိုနဲ့ဝဘာတန်နီမိဖရာเจ้าမှာဆွတောင်းနေချင်းဖရာပုံတပုံမှာ88ဆိုတဲ့နံပါတ်ကိုမြင်ခဲ့တာကနေအခြေခံပြီး၂ရက်၅လ2025နေ့ထွက်ထိုင်းတီပထမဆုထီနံပါတ်1133888ကိုထိုးခဲ့ကြတာဖြစ်ပါ යි ကန်တက်လာချိန်နဲ့ထီကန်စန်းချိန်ကြုံလာတဲ့အခါမှာတော့ဘတ်6တန်းစုကြီးကိုပိုင်ဆိုင်ခွင့်ရခဲ့ရပါ ဒါကြောင့်မလို့သူတို့ဇနီးမောင်နှံကတော့အကျွေးပုံမိနေရဲ့စိတ်ညစ်စရာဘဝကြီးကနေရွှေရောင်လွမ်းတဲ့ဘဝတစ်ကိုရောက်သွားတာတကယ်ဝမ်းသာစရာပါပဲ။ကန်ထူးရှင်ဇနီးမောင်နှံကဘတ်၆တန်းတဲ့ကအရင်ဆုံးအကျွေးရီကိုရှင်ပြီးကျန်တဲ့ပတ်စံကိုဖျားအလှူတွေမိသားစုအတွက်အပြင်ပညာရေးအတွက်စောင့်ထားမယ်လို့ပြောပါ යි ။ကန်တရားဆိုတာအလှည့်အပြောင်းအရမ်းမြန်မိုင်းခုချိန်အချိန်ခဏလေးမှာအကျွေးရီကြောင့်စိတ်ညစ်နေရတဲ့ဘဝကနေကန်အလှည့်တစ်ချက်တောင်အကျွေးအေးပြီးစိတ်ချမ်းသာရတဲ့ လူကျင်နာလူနိုင်တဲ့အခြေအနေကိုရှောက်သွားတာမျက်မြင်ပါပဲနော်။ကန်ထူးရှင်များနဲ့ထတ်တူလဲဝမ်းသာပီတိဖြစ်ရပါ යි ။ထီချစ်သူတို့လည်းမမြင်နိုင်ကံကိုစမ်းကြတဲ့အခါထီကံစမ်းခြင်းမှသာအပြောင်းလဲကြီးပြောင်းလဲတာကို လက်တွေ့မြင်ရမှာပါနောက်ပြီးဒီလမှာမြန်မာတအုပ်လဲဘတ်6တန်းကန်ထုရှင်ဖြစ်ခွင့်ရတယ်လို့လည်းသိရပါပြီထိုင်းတီမှာနံပါတ်တစ်ခုကိုထီဆောင်အရေးအတွက်များများထုတ်တဲ့အတွက်ကြောင့်ပထမစုပေါက်တဲ့သူတွေဟာတဦးထပ်ပေါ်ပြီးလဲရှိနိုင်ပါပြီထီချစ်သူတို့လည်းထီတစားကြောင့်ဘဝရီနေချင်းပြောင်းလဲပြစ်နိုင်တာမမေ့ပါနဲ့ရှင်တတိလောက်ထီချစ်သူချင်းမိတ်ဆွေတို့လည်းနောက်ထပ်နောက်အပတ်တွေမှာဘတ်6တန်းပထမစုကြီးများကန်ထုနိုင်ကြပါစီရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် အခုချိန်တောင်ရေပီးအနေကိုတုံ့တွေးခန်းစားနေရတာကြောင့်မိုးရင်းကိုမနစ်ကထက်ဆိုးလာမလားတွေးကြောက်နေရတဲ့ပြည်သူများမိင်္ဂလာပါပရိသတ်ကြီးတို့ရေလက်ရှိငလင်ဘေးကိုအလူးလဲခံခဲ့ရတဲ့ပြည်သူတွေရဲ့အပူတော့ကတွေအပူတော့ကတွေမပြောက်သေးရဲ့တလကျော်အကြမှာပဲနောက်ထပ်ဆိုးရင်စရာတစ်ခုတိုးလာခဲ့ပါတယ်ဒါကတော့လက်ရှိမှာမိုးတီးတန့်စွာရွာသွန်းမှုကြောင့်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ် ်အုံကျော်ကြီးရွာအုပ်စုအတွင်းရှိဆယ်တော်လေးဆယ်ကရေလွတ်တာကြောင့်အိမ်နောက်စု200ခန့်အရေးပေါ်ရွှေ့ပြောင်းကြရတယ်လို့သိရပါတယ်။မေလ3ရက်မှာရွာတဲ့မိုးကြောင့်တောင်ကျချောင်းရီစီစဉ်ပြီးဆယ်တော်လေးဆယ်အတွင်းရေဝင်ရောက်တာများလာတဲ့အတွက်မေလ4ရက်မနက်ပိုင်းမှာဆယ်ရီလွတ်ချခဲ့တာဖြစ်ပါတယ်။ဆယ်ရီပောင်ဝင်တောင်ကျချောင်းရီတွေကြောင့်အုံကျော်ချောင်းအတွင်ရေများလာရာကချောင်းနှပိလူနေအိမ်တွေတည်းထိရေဝင်ရောက်လာပြီးခုဆိုအိမ်တွေနစ်မြုပ်သွားတဲ့အထိကိုစိုးဝါနေကြရပါ ဆယ်တော်လေးရှည်နဲ့တောင်ပြရေးဆုံးပြီးရေဝင်တာအုံကျော်9မိုင်6မိုင်တရားကွင်းလမ်းတွေနဲ့ကန်းနာကအင်တွေနစ်မြုပ်သွားခဲ့ရပါတယ်။အရေးအတွက်ကတော့ရှားကနန်းတော့မရှိဘူး။ရေဝင်လို့ရွှေပြောင်းကြတာမျိုးတော့ရှိရဲ့။တောင်ကျရေတွေဟာကန်းနာအနိုင်ပိုင်းတွေမှာငါးပေကန်တီတက်လာပြီးအမြင့်ပိုင်းတွေမှာတော့တပေကန်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာတော့အုံကျော်ကြီးရွာကအင်နာစုနေရာကဟာကြီးရွာရဲ့ကုန်းမြေပိုင်းတွေရှိဖုန်ကြီးကျောင်းစာတင်ကျောင်းတွေမှာကို့အစီအစဉ်နဲ့ကိုရွှေပြောင်းနေထိုင်ကြပြီးမေလ9ရက်ဒီမနက်ပိုင်းထိ ရေပြန်မကြသေးတာကြောင့်နေအိမ်တွေကိုပြန်ရတာမျိုးမရှိသေးပါဘူး။စေရော၄၀အထက်ဘက်ဒေသတွေမှာမိုးမြလာပါကအထက်ဘက်ဖြစ်စဉ်မျိုးနှစ်စဉ်နီးပါးဖြစ်တတ်တဲ့အတွက်ချောင်းနှပေးနေဒေသခံတွေရီပြီးရှောင်ရလေးရှိပြီးချောင်းရီတက်နေပြီးရီပြန်မကြတဲ့အခြေအနေဆိုရင်တပတ်ကျော်ထိရီပြီးရှောင်ရတာမျိုးတွေအထိရှိလာနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်ကမန္တလေးပြည်ဦးလွင်လမ်းမပေါ်မှာတောင်ကျချောင်းရီတွေကျလာတာကြောင့်ကျေးရွာ၃ရွာလောက်နိုင်ပိုင်းလောက်ရေကြီးခဲ့ရပါတယ်။ ပြည်ဦးလင်းမြို့မှာတော့မေလ၄ရက်မနက်ပိုင်းကမိုးတက်တဲမဲမဲရွာကရာကြောင့်တောင်ပေါ်ကနေကျလာတဲ့ချောင်းရီတွေဟာဆယ်တော်ဂိုက်တန်အုံကျော်စားတဲ့ကြေးရွာတွေတဲကိုမနက်9နာရီကနေစပြီးရေဝင်ရောက်လာကြရာကြောင့်ပြည်သူတွေခမားတဘာဝဘေးကိုအလူးလဲခံနေရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူတချို့ကတော့အခုလုံမိုးလေးရွာတော့ဒီလောက်ဆိုးနေရမိုးတွင်းဆိုဘယ်လိုလုပ်ကြမလဲငလင်ပေးပြီးရေပေးတွေစတိုက်မကြပါရစေနဲ့လို့ဆုတောင်းမိပါရဲ့ မိုးဥတော်မရောက်သေးဘူးရေကြီးပြီဆိုတော့တကယ်မိုးများတဲ့လှတွေဘလုံးနေကြမလဲဒီနှစ်မိုးတွင်တော့မြန်မာပြည်အတွက်မတွေ့ရဲကြပဲဆိုပြီးအားလုံးစိတ်တော်ကပူပင်ကြရီဖြစ်နေကြရတာပဲဖြစ်ပါတယ်။နောက်ပြီးအရင်နှစ်ကထက်ဆိုးဝါးတဲ့ရေပီးအနေကိုလည်းစိုးရိမ်နေကြရပဲဖြစ်ပါတယ်။အားလုံးလည်းကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ဘေးအနေကိုကြိုတင်ပြင်ဆင်ထားကြဖို့လည်းသတိပေးပါစေ။သခိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မြေပြုံမှုတွေမြေသားပြည့်ဝမှုတွေရှိကြရာကြောင့်ငလေဘေးတင်ဒေတာကပြည်သူတွေအနေနဲ့ ဒီနှစ်မိုးတွင်မှာရေကြီးရေရှမ်းမှုဖြစ်ပေါ်ခဲ့ရင်ရေစီးနှင့်အတူမြေပြုံမှုတွေပါထပ်မံဖြစ်ပေါ်လာနိုင်တာကြောင့်အထူးသတိထားနေထိုင်ကြဖို့အကြံပြုတိုက်တွန်းပါ යි အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အကျွေးတည်နေရကနေကံကောင်းထောင်းမစွာနဲ့ချီပထမစုကြီးပောက်ခဲ့တဲ့ဇနီးမောင်နှံမင်္ဂလာပါပြိသက်ကြီးတို့ရဲ့ ချီစုကြီးပေါဖို့ဆိုတာကတော့တကယ်ကိုမလွယ်ကူတဲ့ကိစ္စပါပဲ။စုကြီးပေါဖို့နေနေတသက်နှလုံးသုံးလုံးတူဖို့တော့မနေပါပဲ။ဒါပေမဲ့လည်းဒီဇနီးမောင်နှံနှစ်ယောက်ကတော့ဘဝအခက်ဂယ်ရီဂျားကနေထီထိုးခဲ့ပြီးဘတ်ချောက်တန်းစုကြီးကိုရရှိခဲ့တာပဲဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့အကျွေးဘတ်တန်းလောင်းနဲ့ငွေကြီးအခက်ခဲကြတာကအသက်58နှစ်အရွယ်လန်ဖွန်နဲ့ ဇနီးကနုတ်ဝန်တို့ဇနီးမောင်နှံကတော့ကံအကျိုးပေးပြီးအကျွေးပူပွားကနေနေချင်းရုံထွက်နိုင်ခဲ့ပါပြီ။သူတို့မိသားစုလေးကတော့ဇပားစက်သွန်စိုက်ပျိုးနေကြတဲ့တောသူတောင်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့အလောလောနေကြရင် အကျွေးတင်ပြီးစိတ်ဖြစ်စင်မှုများစွာနဲ့ရင်ဆိုင်နေကြရတာပါ။ဒါကြောင့်အကျွေးပူတွေအတွက်အလင်းရောင်လေးလမ်းပြလေးရဖို့သူတို့အနီးနားရှိတဲ့ဖျားเจ้าတစုကိုတွားခဲ့ကြပါတယ်။အဲလိုနဲ့ဝပါတန်နိမိဖျားเจ้าမှာဆွတ်တောင်းနေချင်း ဖျားပုံတပုံမှာ88ဆိုတဲ့နံပါတ်ကိုမြင်ခဲ့တာကနေအခြေခံပြီး၂ရက်၅လ2025နေ့ထက်ထိုင်းတီပထမဆုံးထီနံပါတ်1133888ကိုထိုးခဲ့ကြတာဖြစ်ပါကန်တက်လာချိန်နဲ့ထီကန်စန်းချိန်ကြုံလာတဲ့အခါမှာတော့ဘတ်6တန်းစုကြီးကိုပိုင်ဆိုင်ခွင့်ရခဲ့ရပါဒါကြောင့်မလို့သူတို့ဇနီးမောင်နှံကတော့အကျွေးပုံမိနေရဲ့စိတ်ညစ်စရာဘဝကြီးကနေရွှေရောင်လွှမ်းတဲ့ဘဝတစ်ကိုရောက်သွားတာတကယ်ဝမ်းသာစရာပါပဲကန်ထူးရှင်ဇနီးမောင်နှံက ဘတ်၆တန်းတဲ့ကအရင်ဆုံးအကျွေးရီကိုရှင်ပြီးကျန်တဲ့ပတ်စံကိုဖရာအလှူရိမိသားစုအတွက်အပြင်ပညာရေးအတွက်ဆောင်ထားမယ်လို့ပြောပါတယ်။ကန်တရားဆိုတာအလှည့်အပြောင်းအရမ်းမြန်မိုင်ခုချိန်အချိန်ခဏလေးမှာအကျွေးရီကြောင့်စိတ်ညစ်နေရတဲ့ဘဝကနေကံအလှည့်တစ်ချက်သာအကျွေးအေးပြီးစိတ်ချမ်းသာရတဲ့လူကျင်နာလူနိုင်တဲ့အခြေအနေကိုရှောက်သွားတာမျက်မြင်ပါပဲနော်။ကန်ထူးရှင်များနဲ့ထပ်တူလဲဝမ်းသာပီတိဖြစ်ရပါတယ်။တီချစ်သူတို့လည်းမမြင်နိုင်ကံကိုစမ်းကြတဲ့အခါ ထိကန်ဆန်းခြင်းမှသာအပြောင်းလဲကြီးပြောင်းလဲတာကိုလက်တွေ့မြင်ရမှာပါနောက်ပြီးဒီလမှာမြန်မာတအူလဲဘတ်6တန်းကန်ထူးရှင်ဖြစ်ခွင့်ရတယ်လို့လည်းသိရပါ යි ထိုင်းထီမှာနံပါတ်တစ်ခုကိုထီဆောင်အရေးအတွက်များများထုတ်တဲ့အတွက်ကြောင့်ပထမစုပေါက်တဲ့သူတွေဟာတအူးထပ်ပေါ်ပြီးလဲရှိနိုင်ပါ යි ထီချစ်သူတို့လည်းထီတစားကြောင့်ဘဝတွေနေချင်းပြောင်းလဲပြစ်နိုင်တာမမေ့ပါနဲ့ရှင်တတိလောက်ထီချစ်သူ ရှင်းမိတ်ဆွေတို့လည်းနောက်ထပ်နောက်အပတ်တွေမှာဘတ်၆တန်ပထမစုကြီးများကန်ထူးနိုင်ကြပါသေးရှင်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။